င်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်လေဗရန်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားရှိဦးသိဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘဂိုရိုင်းလေဗရန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရှိဦးသိဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တပ်ရင်း3800နဲ့တာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်အေဒီလာ7ရက်နေ့နေ့လယ်တနင်္လာနေ့30ခန်းမှာလေဗရန်မြို့နယ်ထန်းပင်ကျောင်းရွာမှာထွက်ခွာလာတဲ့အင်အား80ခန်းမှာစစ်တပ်စစ်ကြောင်းကို အုပ်ဖို့စုရွာနဲ့ရေငန်ရွာကိုဆက်သွယ်ထားတဲ့ချောင်းကူတဒါနီမှာတာယာ ဝရီခရိုင်တပ်ရင်း3800နဲ့တပ်ခွဲနေတဲ့အတူရွှေရမ်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်တွေပူးပေါင်းပြီးစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကတနင်္ဂနွေကြာမြင့်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်းအစမ်းမစကောင်စီတပ်သား၈ဦးတေဆုံးပြီး၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တမ်းမင်ကျောင်းဘက်ကနေချင်းလင်းတက်ချလာတဲ့စစ်ကွေးစစ်ကြောင်းကိုရှင်ငန်နဲ့အုပ်ဖို့စုကိုဆက်သွယ်ထားတဲ့ဒဏ္ဍာနာကနေစောင့်ပြီးတိုက်ခိုက်ပါတယ်။အဲ့ဒီမှာအပြန်အလှန်တနင်္ဂနွေလောက်တိုက်ပွဲဖြစ်တာမှာစစ်ကွေး၈ကောင်တည်နဲ့၄ကောင်ကဒဏ်ရာရပြီး ြီးအထိနာသွားတော့သူတို့တက်ဆွဲထားတဲ့ဓာတ်မင်ကြောင့်ဘက်ကို PUP ရဲ့ပြန်ဆုတ်သွားပါတယ်လို့တာယာဝန်ခရိုင်တရင်3000ရှင်းရနဲ့တာဝန်ရှိသူတောင်းကပြောပါတယ်ဆက်လက်ပြီးလည်းအကြံဘက်စစ်ကောင်စီတပ်သားတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်လို့ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများနီးသွားလာနေတိုင်းမှုများလုံးဝလုံးဝမပြုတ်လုပ်ကြဖို့တာယာဝန်ခရိုင်တရင် PDF မှာတာဝန်ရှိသူတောင်းကဆက်လက်ပြောဆိုပါတယ် ဆက်လက်ပြီးဘုတလင်မျိုးပေါ်ရှိစစ်တပ်ရဲ့မိုးစစ်စင်ရေးဂိမ်းမှာစစ်သားတွေကလမ်းသွားလမ်းလာပြည်သူများကိုပြစ်ခတ်မှုပြည်သူတအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ဘုတလင်မျိုးပေါ်ရှိအကြံဖတ်စစ်ကောင်စီရဲ့မိုးစစ်စင်ရေးဂိမ်းမှာစစ်ကောင်စီတပ်သားတွေကလမ်းသွားလမ်းလာပြည်သူများကိုပြစ်ခတ်တာကြောင့်ပြည်သူတအုပ်တည်ဆုံခဲ့ကြောင်းမွန်ရွာခရိုင်အမှတ်နဲ့တိုင်ရင်တခွဲတဲ့ရွာစော်ကြီးတခွဲမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ AB လ14ရက်နေ့ညနေ9:00မိနစ်10မိနစ်ခန့်မှာဘုတလင်မျိုးပေါ်ရှိအကြံဖတ်စစ်တပ်ရဲ့မိုးစစ်စင်ရေးဂိမ်းမှာစစ်သားတွေကလမ်းသွားလမ်းလာပြည် သူတွေကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဘတ်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်တည်ဆုံးခဲ့ပြီးလက်ရှိအချိန်ထိစစ်သားများကရန်တမ်းပစ်ခတ်မှုတွေလှုပ်ဆောင်နေတာကြောင့်တည်ဆုံးသူမြည်သူမြေဝါဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။စစ်ခွေးတွေပစ်ခတ်လို့တည်ဆုံးသူရဲ့အမြင်နဲ့ဘယ်ကျေးရွာဆိုတာကိုအဲ့ဒီလိုတော့မသိသေးဘူး။အဲ့ဒီနာမှာရန်တမ်းပစ်ခတ်နေစေမလို့တွားကိုမကြည့်နိုင်သေးတာပါ။အချိန်ကတော့9နာရီလောက်ကပါစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့မကြားမိသေးဘူး။ပြည်သူတအုပ်ကြီးစံထိမှန်တည်ဆုံးတာတော့မှန်နေလို့မုံရွာခရ ိုင်အမှတ်နှစ်တိုင်ရင်တက်ခွဲတင်းရွာစော်ကြီးတက်ခွဲမှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တန်အန်တန်ဒီပါတီပြန်လည်မှပုံတင်ဖို့ပါတီဝင်တချို့ကြိုးပမ်းမှုဒေါအောင်ဆန်းစုကြည်လက်မခံခဲ့လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်တန်ပါတီပြန်လည်မှပုံတင်ဖို့ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တန်းတွားရောက်ခွင့်တောင်းခဲ့ရာဒေါအောင်ဆန်းစုကြည်ကလက်မခံခဲ့ကြောင်းသိရပါရယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာ AI ဂျာစီယာ ။တရင်ဌာနကစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကိုနေပြည်တော်မှာတွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာပြည်တွင်နေရှိ NLD ပါတီဝင်တချို့ကစစ်ကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင်ဖို့ကြိုးစားခဲ့တဲ့အခြေအနေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ပြည်တွင်နေမှာ NLD ပါတီဝင်တွေရှိတယ်သူတို့ကမှတ်ပုံတင်ခြင်းကြတယ်မှတ်ပုံတင်ဖို့လဲဒေါအောင်ဆန်းစုကြည်ကိုတွားရောက်ခွင့်တောင်းခဲ့တယ်ဒေါအောင်ဆန်းစုကြည်အနေနဲ့သဘောတူတယ်လို့လည်းမပြောခဲ့ဘူးသဘောမတူဘူးလို့လည်းမပြောခဲ့ဘူးအဲ့ဒီနောက်ပိုင်းမှာသူတို့မှတ်ပုံတင်ဖို့ကြိုးစားခဲ့တယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကတရင်ဌာနကို ပြောပါရယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကစစ်ကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ထံပါတီပြန်လည်မပုံတင်ရေးကြိုးပမ်းနဲ့ပြည်တွင်းရှိ NLD ပါတီဝင်တွေရဲ့အမည်များတွားရောက်ခွင့်တောင်းခံခဲ့တဲ့အချိန်ကာလတို့ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူးဒါပေမဲ့ NLD ဘို့အလုတ်ကော်မတီဝင်ဖြစ်ခဲ့သူဒေါ်စန္နာမင်းက2022နိုဝင်ဘာလမှာစစ်ကောင်စီကခွင့်ပြုလို့ဒေါအောင်ဆန်းစုကြည်ကိုတွားရောက်တွေ့ဆုံခဲ့ကြောင်း အဲ့ဒီလိုတွေ့ဆုံစဉ်ပါတီအခြေအနေကိုပြောကြားခဲ့ကြောင်းသတင်းမီဒီယာချို့ကိုဖြေကြားထားပါတယ်ပါတီကိုစစ်ကောင်စီလက်အောက်မှာပြန်လည်မှတ်ပုံတင်ဖို့ပြောကြားခဲ့ကြောင်းကိုတော့မီဒီယာတွေကိုဖြေကြားခဲ့ခြင်းမရှိပါဘူးအခုကစစ်ကောင်စီပြောခွင့်ရဖြေကြားချက်တွေမှာပါတီဝင်တချို့ကတော်အောင်ဆန်းစုကြည်ကိုမှတ်ပုံတင်ရန်ပြောကြားခဲ့ကြောင်းတော်အောင်ဆန်းစုကြည်ကမိတိမှတ်ချက်မှပေးခဲ့ခြင်း မပြီးခဲ့ခြင်းဖြစ်ကြောင်းတရားဝင်မှတ်တမ်းထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်မှာ2021 February တရက်ကလေးကစေအုပ်စုရဲ့မတရားဖမ်းဆီးမှုခံနေရဆဲဖြစ်ပြီးစော်မင်းတို့ပြောကြားချက်ရောဒေါသနာမင်းမီဒီယာချုပ်ကိုဖိကြားချက်ပါပေးဟမြန်နေဆိုတာကိုတော့မသိနိုင်ဘူး။တောင်ဆန်းစုကြည်ကိုယ်တိုင်လွတ်မြောက်လာပြီးပြောကြားပါမှပြည့်စုံမှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလုံမှုဆောင်ကော်မတီကလည်း2023မလ3ရက်မှာဗဟိုလုံမှုဆောင်ဖွဲ့ဝင်ဦးဖြိုးမင်းသိန်းဗဟိုကော်မတီဝင်ဖြစ်တဲ့ဒေါ်စန္နာမင်းဦးတို့တွင်ဦးဝင်းမြင့်အောင်တို့ကိုပါတီမှထုတ်ပယ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ NND ဗဟိုအလုတ်ကော်မတီကအထက်ပါလေးဦးကိုထုတ်ပယ်ကြောင်းကြေညာချက်မှာဥပဒေချုပ်ဖောက်အကြမ်းဖက်မှုအာဏာလုစစ်ကောင်စီကအတူရရွေးကောက်ပွဲတစ်ခုဖန်တီးပြီးပြည်သူလူထုနဲ့ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်မှာ NND ပါတီဝင်တို့ကပြည်သူဆန္ဒသဘောထားကိုလေးစားလိုက်နာမှုမရှိတဲ့အပြင်ပါတီရဲ့ရည်ရည်ချက်တွေကိုစန့်ကျင်ပြီး၎င်းပါတီ ီအမည်ကိုအလွဲသုံးစားလုပ်ပြီးလကောက်ဆင့်အာနာရှင်အလိုကြလိုက်နာဆောင်ရွက်ရင်ကိုကျိုးရှာလုံဆောင်နေကြကြောင်းခိုင်လုံတဲ့သတင်းထောက်ထားရင်းရရှိထားတယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာ NNT ပါတီကပါတီကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ညီတူကိုများတာဝန်ပေးရထားခြင်းမရှိဘဲဒေါ်အောင်ဆန်းစုကြည်ပါဝင်မတရားဖမ်းဆီးကန်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်တောင်းဆိုကြိုးပမ်းမှုတွေသာရှိကြောင်းဘ ਹੁ အလုတ်ကော်မတီနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ ပါတီအနေနဲ့ပြည်သူလူထုနဲ့တသားတည်းရှိရဲဆိုတာပြောကြမှာလေလို့အဆိုပါသတင်းရင်းမြစ်ကပြောပါရယ်ပြီးခဲ့တဲ့ February 10ရက်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဒုတိယဗဟိုကော်မတီဂျားကာလာပြည်စမချိန်အစည်းအဝေးအပြီးကြေညာချက်မှာအာနာလူစစ်ကောင်စီကကျင်းပဖို့ကြံစီနေတဲ့အတူအယောင်ရွှေကပွဲကမြန်မာမှာပဋိပက္ခတွေကိုသာတိုးပွားလာစေမယ့်အပြင်ဒေသရင်းမတည်ငြိမ်မှုတွေပုံမပေါ်ပေါက်လာစေမှာဖြစ်တာကြောင့်မြည်တိနည်းနဲ့များအတိမတ်မပြူပူပေါင်းဆောင်ရွက်ခြင်းမပြူဖို့အချက်အပါဝင်ဆုံးဖြတ်ချက်ကိုရက်ကိုကန့်ကွက်သူမရှိအတည်ပြုခဲ့ကြောင်းဖော်ပြထားပါတယ် ဆက်လက်ပြီးပဲခူးမျိုးရွှေမော်တော်ဘုရားလမ်းမှာစစ်ကောင်စီကလမ်းလျှောက်တကြံပြုလုပ်ပြီးမြေပါဝင်သူနေပါတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းပဲခူးမြို့နယ်ရွှေမော်တော်ဖျားလမ်းမှာစစ်ကောင်စီကလမ်းရှာတကြံပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပြီးမြေဒေသခံပြည်သူတွေပါဝင်ဆွေးနွေးမှုနည်းပါတယ်လို့ပဲခူးမြို့ဒေသခံတုံးကပြောပါရယ်။ဤပြည်လဆက်လီရဲ့တကြံအကြမ်းမှာကျင်းပတဲ့လမ်းလျှောက်တကြံပွဲတော်ကိုစစ်ကောင်စီပဲခူးတိုင်းဝန်ကြီးချုပ်မိသားစုနဲ့ဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီးစီကားတမ်းမြိုက်စွာကျင်းပခဲ့တယ်လို့စစ်ကောင်စီဝါရပြန် Telegram Channel မှာဖော်ပြထားပါရယ်။ဒီနေ့ရွှေမော်တော်ဖျားလမ်းမှာသူတို့လမ်းလျှောက်တကြံလုပ်တဲ့ဒါပေမဲ့လူသိမ့်မရှိဘူး။အရင်ကစီကားတဲ့လမ်းနေမှာတော့အခုရေကစားတဲ့သူမရှိပဲကလေးတွေလောက်ပဲရှိစော့နေတာတွေ့ရတယ် လို့ပဲခူးမြို့ဒေသခံတုံကသတင်းဌာနကိုပြောပါတယ်။ပဲခူးမြို့ပေါ်အဓိကလမ်းမတွေဖြစ်တဲ့ရွှေမော်တော်ဘုရားလမ်းဆန်တော်တွင်လမ်း၊ပုံနာစုလမ်း၊ကြောက်ကြီးစုလမ်းနဲ့မက္ကတလမ်းတို့မှာဒီကနေ့တကြံအကြနေမှာတကြံပွဲတော်ရေဆော့ကစားသူအနေချင်းသာရှိရလို့ဆိုပါတယ်။ မလ28ရက်နေ့အင်အားဖြင့်ငလင်တန်းကြုံတွေ့ခံခဲ့ရတဲ့သူတွေပြည်သူတွေအခက်အခဲဖြစ်နေခြင်းစစ်ကောင်စီကတကြံပွဲတော်ကိုအေးတကြံအမိပေးပြီးဆက်လက်ကျင်းပနေရကြောင်းဝေဖန်မှုတွေရှိနေပြီးငလင်ဘေးဒဏ်တင်ပြည်သူတွေကိုမျက်ကွယ်ပြုရာရောက်တယ်လို့လည်းဝေဖန်ပြောဆိုနေတာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့တကြံအကြံနေမှာစစ်ကောင်စီကအင်းတော်မျိုးနယ်ရှိဘုံကြီးကျောင်းကိုပုံချင်းချတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကြသေးမီကတွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့အင်းတော်မျိုးနယ်အတွင်းရှိဘုံကြီးကျောင်းကိုစစ်ကောင်စီကပုံချင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အေပီလ14တကြံအကြံ နေ့မနက်7:48မိနစ်မှာပိန်နေကုန်းရွာဖုန်ကြီးကျောင်းကိုစစ်ကောင်စီကဘုံးနှလုံးချင်းချတိုက်ခိုက်ခဲ့ကြောင်းဖော်ပြချက်တွေရသိရပါတယ်။စစ်ကောင်စီကအင်းတော်မျိုးသိမ်းခိုက်ခံရပြီးရဲ့နောက်အင်းတော်မျိုးနဲ့အနီးတစ်ဝိုက်ကောလင်းဝန်းသူစားတဲ့မြို့နယ်တွေကိုပေါင်900ဘုံးများတောင်းပြီးနေ့စဉ်တိုက်ခိုက်နေတာဖြစ်ပါတယ်။အင်းတော်ကိုဘုံးကျဲသွားတာမှန်ပါတယ်။ပြက်စီးထိခိုက်မှုအခြေအနေကိုတော့ဘုံးထက်လာခြင်းမှာဆိုလို့သွားမကြည့်ရသေးပါဘူးလို့အင်းတော်ဒေသခံတအုပ်ကပြောပါတယ်။ KIA APSDF PDF ပကပပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ AP 9ရက်နေ့ညပိုင်းကအင်းတော်မျိုးကိုသိမ်းယူရရှိခဲ့တာ ာဖြစ်ပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမြို့မှာထွက်ပြေးတဲ့တမကုံကုံတမမူပုံမှုချုပ်အောင်တအုံးနဲ့တပ်ဖွဲ့ဝင်160ကျော်ကိုလည်းကတ္တမြို့မှာဖမ်းဆီးရမိခဲ့ပါတယ်။အခုဘုံကျဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး IR ကကောလင်းထီကျိုင်အင်းတော်ဝန်သူပြည်သူများကယူဆိုင်ပါအိမ်တိုင်းဘုံခုချင်းတူးထားပါလင်းရင်တန်ကြားလာတဲ့ဘုံခုချင်းနဲ့ဝင်ပုံးပါအသက်ကိုညံဆောင်ပါတယ်မအားလာရဲ့လင်းရင်တွေမကုံမချင်းဘုံခုချင်းကိုတူးကိုတူးရမှာပါမပေါ်ဆကြပါနဲ့ခင်ဗျာလို့တတိပေးထားကြောင်းဖော်ပြပါရှိပါရရှင်